ားလုံးပဲမင်္ဂလာပါဗျာအာရှင် MMA Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ပြိုင်ဘက်အသစ်ရရှိသွားပြီးတော့မကြခင်မှာနောက်တပ်ပွဲစဉ်တစ်ပွဲထိုးသက်သွားတော့မယ် UFC ကမြန်မာနိုင်ငံသားချင်းတိုင်ရင်သား Fighter လေး Joshua Ben ဆိုတဲ့အကြောင်းငယ်ကိုအရေးကြီးရှိတဲ့ပြိုင်ဘက်နဲ့ပွဲတက်ပေးထားတဲ့အတွက်ကြောင့်မလို့တော်တော်လေးရုန်းကန်ပြီးတော့ထိုးသက်သွားရမယ် UFC Walter Weidman ကအောင်လအစင်းရဲ့ဘော်ဒါကြီး Gilbert Ben ဆိုတဲ့အကြောင်း ခုလာမဲ့ UFC 300ပွဲစဉ်မှာ heavyweight တန်းကိုတက်ပြီးတော့စိန်ခေါ်ထိုးသက်သွားခြင်းလို့အရေးရောင်တွေပြနေတဲ့ UFC light heavyweight dan champion LS Pereira စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC မှာတတိယမြောက်ပွဲစဉ်ကိုရရှိသွားပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့ Jin Tae Yin Da Fighter လေး Joshua Ben ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ်။ ရရှောဘန်ဟာဆိုလို့ရှိရင် UFC မှာအခုလောလောဆယ်အထိပွဲစဉ်နှစ်ပွဲထိုးသက်ထားပြီးပြီဖြစ်ပြီးတော့နှစ်ပွဲစလုံးကိုဇက်တိုက်နိုင်ယူရရှိထားတာပါရရှောဘန်ဟာ UFC ရဲ့ Flyweight တန်းမှာရှင်ပြိုင်ထိုးသက်နေတဲ့ fighter ဖြစ်ပြီးတော့သူအနေနဲ့ Flyweight တန်းရဲ့ ranking နဲ့ကိုဝင်အောင်ကြိုးစားပြီးမကြာခင်မှာ champion ဖြစ်တဲ့အထိလှုပ်ပြသွားမယ်ဆိုပြီးတော့ကြွေးကြော်ထားသူလူလည်းဖြစ်ပါတယ်ကူလာလောဆယ်မှာဆိုလို့ရှိရင်တော့ဂျိုရှူအာဘန်နေနဲ့ so, no, UFC Flyweight တန်းရဲ့ ranking အပြင်ဘက်ကထိုးတက်နေတဲ့ fighter တူပဲဖြစ်ပါတယ်။သူအနေနဲ့ UFC ရဲ့ ီဖလိုင်းဝိတ်တန်းနံပါတ်1ကနေ15အထိကိုဝင်နိုင်ဖို့ဆိုလို့ရှိရင်နောက်ထပ်ပွဲစဉ်တွေ3-4ပွဲလောက်ထိုးသက်ပြဖို့လိုပြီး performance ကောင်းကောင်းတွေလည်းထိုးသက်ပြဖို့လိုပါတယ်ဂျိုဂျူအာဘန်နေနဲ့သူရင်လုံးကနိုင်ယူထားခဲ့တဲ့ရှေ့ကနှစ်ပွဲဟာဆိုလို့ရှိရင်သူအနေနဲ့ပြိုင်ဘက်ကိုပွဲသိမ်းပြတာမျိုးမဟုတ်ဘဲနဲ့တိုင်းဆုံးပကြက်နဲ့နိုင်ယူရရှိကြတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပွဲစဉ်တွေဟာပွဲသိမ်းတိုက်ကွက်တွေတော့စိတ်လုံရှားစရာမကောင်းဘူးလို့ပြောရမှာပဲဖြစ်ပါတယ်။ ခုချိန်မှာဆိုလို့ရှိရင်တော့ဂျိုရှီဝါဘန်နေနဲ့နောက်တပ်ပြိုင်ဘက်တယောက်ကို UFC ဘက်ကနေပွဲတက်ပေးလိုက်ပြီးဖြစ်ပြီးတော့သူ့အနေနဲ့အဲဒီပွဲစဉ်မှာသူဟာတကယ်ကိုစိတ်လုံရှားဖို့ကောင်းတဲ့ fighter တယောက်ဖြစ်ကြောင်းကိုသက်သေပြသွားရတော့မှာဖြစ်ပါတယ်။ဂျိုရှီဝါဘန်နဲ့ဒေါသက်သွားမဲ့ပြိုင်ဘက်ဟာဆိုလို့ရှိရင်အရင်တော့က LFC လို့ခေါ်တဲ့ Miss Martial Art အဖွဲ့အစည်းမှာ Champion အထိဖြစ်ခဲ့ပြီးတဲ့ fighter ဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ပထမဦးဆုံး UFC ပွဲစဉ်ဖြစ်ပြီးတော့ ူနဲ့ပွဲတဲပေးထားတဲ့ fighter ကနှုတ်ထွက်သွားတဲ့အတွက်ကြောင့်မို့လို့ဂျိုရှူဝါသန်က၃ပတ်တွင်မှစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။အမမေမတန်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဂျိုရှူဝါဘန်နဲ့ထိုးသက်သွားမဲ့ fighter ဖြစ်တဲ့ Philippine Bones ဟာဆိုလို့ရှိရင် MMA ပွဲစဉ်ပေါင်း16ပွဲထိုးသက်တာပြီးတော့အဲ့ဒီကမှ73ပွဲနိုင်6ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။နိုင်ယူထားတဲ့73ပွဲထဲမှာမှရှစ်ပွဲကိုချုပ်ကွက်နဲ့နိုင်ယူရရှိထားတဲ့ ground game မှာကျွမ်းကျင်တဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ဂျိုရှူအာဘန်အနေနဲ့အဲဒီဖိုက်တာနဲ့ထိုးသက်သွားမဲ့အခါမှာသူ့အနေနဲ့သူ့ရဲ့ ground game ဘိုင်းကိုစမ်းသက်သွားရတော့မှာပဲဖြစ်ပါတယ်ဂျိုရှူအာဘန်အနေနဲ့ရှေ့ကပြီးခဲ့တဲ့ပွဲမှာထိုးသက်ခဲ့တဲ့ဖိုက်တာတွေဟာဆိုလို့ရှိရင်သူ့လိုပဲ stand fight ကိုအဓိကထားပြီးတော့ဆော့တဲ့ဖိုက်တာတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဂျိုရှူအာဘန်အနေနဲ့ stand fight ဘိုင်းမှာရှင်ပြိုးပြနိုင်ခဲ့တာဖြစ်ပြီးတော့အခုထိုးသက်သွားမဲ့ဖိုက်တာလိုမျိုး ground game သမားတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာဂျိုရှူအာဘန်အနေနဲ့ ဘယ်လောက်လုတ်ပြသွားနိုင်မလဲဆိုတာကိုစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဂျိုရှူဝါဘန်အတွက်တကယ်ကိုသက်သေပြရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပြီးသူ့အနေနဲ့တကယ်ကိုပေါက်ကွဲအားပြင်းထန်တဲ့ဖိုင်တာ ဖြစ်တယ်ဆိုတာသက်သေပြသွားရမှာပါ။အခုလာမယ့်ဇန်နဝါရီလ23ရက်နေ့မှာထုတ်သက်သွားမယ့်ပွဲစဉ်ဖြစ်တာကြောင့်မလို့ပရိသတ်တွေအနေနဲ့မလွတ်တမ်းစောင့်ကြည့်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အင်မတန်ရည်ချင်းရှိပြီးတော့တကယ်ကိုပွဲကျန်းတဲ့ လူငယ်ကစားသမားအသစ်ကိုယဉ်ဆိုင်ရတော့မဲ့ UFC က Welterweight Fighter ဂျန်ဂျီဂေဘယ်ဘန်းစ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားကြပါတယ် UFC ရဲ့ Welterweight က Fighter Jam ဖြစ်တဲ့ Gabe Burns ဟာဆိုလို့ရှိရင် Welterweight Ranking နေရာမှာအခုချိန်မှာနံပါတ်၄နေရာမှာရပ်တည်နေတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။သူအနေနဲ့ဒီ MMA ပွဲစဉ်ပေါင်း 28ပွဲကစားထားပြီးတော့အိတ်တွေကမှ22ပွဲနိုင်6ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ယူရရှိထားတဲ့22ပွဲထဲမှာ6ပွဲကိုလဲထိုး6ပွဲကိုချုပ်ကွက်နဲ့နိုင်ယူရရှိထားတဲ့ Fighter Chan တယောက်ဖြစ်ပါတယ်။ Gabriel Ban အနေနဲ့ UFC Welterweight Champion Singhor Gwyn အတီရရှိပြီးတော့သူ့အနေနဲ့ UFC ရဲ့ Welterweight Champion Hong Ji Kamaru Usman စီမှာလဲထိုးရှုံးနိုင်ခဲ့ရပြီးတော့သူ့ရဲ့ Welterweight Champion အိမ်မက်ကိုဆွန့်လွတ်ခဲ့ရပါတယ်။ ဖေဗဘန်အနေနဲ့မကြာသေးခင်ကနိုင်ပွဲနှစ်ပွဲဆက်ခဲ့ပြီးတော့သူအနေနဲ့ချန်ပီယံစင်ခေါ်ခွင့်ရဖို့ပြန်လည်ဥမော့လာမယ့်အချိန်မှာ UFC Welterweight နံပါတ်1နေရာကဖိုက်တာဖြစ်တဲ့ဘယ်လ်မူဟာမက်နဲ့တိုက်ပွဲခဲ့တဲ့ပွဲစဉ်မှာတော့သူဟာပွဲထိုးတက်နေရင်းနဲ့ဖေဗဘကုန်းကျွတ်သွားတဲ့ဒဏ်ရာကြောင့်မလို့အဲ့ဒီပွဲစဉ်မှာရှုံးနေခဲ့ရပါတယ်အဲ့လိုရှုံးနေပြီးတဲ့နောက်မှာဆိုလို့ရှိရင် Gibb Ban ဟာအခုချိန်မှာအသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ ဒီအနားယူဖို့အတွက်နီးကပ်လာနေတဲ့ကစားသမားလို့လည်းပြောလို့ရပါတယ်။အဲဒီလိုမျိုးကစားသမားကို UFC က Walter Wade တန်းရဲ့နံပါတ်7နေရာက လူငယ်ဖိုက်တာဂျန်ဦးနဲ့အခုလာမဲ့ UFC 299 event ပွဲစဉ်မှာပွဲတက်ပေးလိုက်ပြီပဲဖြစ်ပါတယ် UFC 299 event ပွဲစဉ်မှာ Gabe Ban နဲ့ထိုးသက်သွားမဲ့ Jack Della Maddalena ဆိုတဲ့ကစားသမားဟာအခုချိန်မှာအသက်28နှစ်အရွယ်သာရှိသေးတဲ့ကစားသမားဖြစ်ပြီးတကယ်ကိုပွဲကျမ်းတဲ့ fighter ပါလူအနေနဲ့ MMA ပွဲစဉ်ပေါင်း18ပွဲကစားထားပြီးတော့အဲ့ဒီကမှ16ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ရရှိထားတဲ့16ပွဲထဲမှာဆိုလို့ရှိရင်လည်း17ပွဲကိုအလဲထိုး2ပွဲကိုချုပ်ကွက်နဲ့ အနိုင်ယူရရှိထားတဲ့တကယ်ကိုလက်သီးပါဝါပြင်းတဲ့ကစားသမားတူပါသူ့အနေနဲ့ ground game ဘက်မှာဆိုလို့ရှိရင်လည်းတော်တော်လေး ground game defend ကောင်းကောင်းနဲ့ကစားနိုင်ပြီးတော့သူ့ရဲ့ pinback fighter တွေကို striking ဘက်ကိုဆွဲခေါ်နိုင်တဲ့ fighter လို့လည်းပြောလို့ရပါတယ် အဲ့ဒီလိုမျိုးလူငယ်ဖိုက်တာ ဖိုက်တာဂျန်တူကိုဂေးဘက်ပန်းလိုမျိုးအသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖိုက်တာနဲ့ပွဲတက်ပေးလိုက်တာဟာဆိုလို့ရှိရင်ဂေးဘက်ပန်းကြီးနဲ့တော်တော်လေးကိုရုံးကန်ပြီးတော့ကစားသွားရမှာဖြစ်ပါတယ်။သူ့အနေနဲ့ဟန်ဆက်ချင်မရက်နဲ့ထိုးတက်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သိမ့်မတိတာပဲမဲ့အခုနောက်ပိုင်းထိုးတက်ခဲ့တဲ့နောက်ဆုံးထိုးတက်ခဲ့တဲ့ဂျော်လမူဟာမတ်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဂေးဘက်ပန်းကြီးနဲ့အနေငယ်နှေးသွားတာကိုတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ဂေဘတ်ဘန်အနေနဲ့သူအခုထိုးသက်သွားမယ်ယက်စီ199 event ပွဲစဉ်က Jack Della Maddalena နဲ့ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့တော်တော်လေးစူးစမ်းရုန်းကန်သွားရမယ်လို့ကျွန်တော်အနေနဲ့ကတော့ခံမှန်းမိပါတယ်ဒါမှမဟုတ်ပဲねဂေဘတ်ဘန်အနေနဲ့သူ့ရဲ့ ground game skill ကိုအသုံးချပြီးတော့သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Jack Della Maddalena ကိုထုတ်ကွက်ရယူပြီးတော့အဆုံးသတ်နိုင်မယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့မကြခင်မှာ Champion Singapore အခွင့်အာဏာကိုပြန်ပြီးတော့ရောက်ရှိသွားနိုင်ပါတယ်။ ောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ heavyweight dan diva တက်ပြီးတော့ champion စင်ခေါ်ဖို့စဉ်းစားနေတဲ့ UFC က light heavyweight dan champion ကြီး Alex Barrera ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားပါမယ်။ UFC ရဲ့ light heavyweight dan champion ကြီး Alex Barrera ဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ UFC 295 event မှာအရင်ဆုံးက UFC ရဲ့ light heavyweight dan champion ဟောင်းဖြစ်ခဲ့တဲ့ Jiri Prohas ကကိုလက်ထိုးနိုင်ယူခဲ့ပြီးတော့ UFC ရဲ့ light heavyweight dan champion ဖြစ်လာခဲ့တာပါ။ LS Barrera ရဲ့စွမ်းဆောင်ရည်တွေကို ပြောပြရမယ်ဆိုလို့ရှိရင်တော့ LS Barrera ဟာနှစ်နှစ်အတွင်းမှာ UFC ပွဲစဉ်ပေါင်း9ပွဲသာထိုးသက်ပြီးတော့ weight တန်းတစ်ခုရဲ့ champion ဖြစ်အောင်လုပ်ပြသွားတာဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်တုန်းကလည်း LS Barrera ဟာသူရင်တုန်းကတော့ကစားခဲ့ပူတဲ့ Glory Kickboxing ဖွဲ့စည်းမှာဆိုလို့ရှိရင်လည်း middleweight တန်းနဲ့ light heavyweight တန်း weight တန်းတစ်ခုရဲ့ champion ဖြစ်ပါတယ်။ LS Barrera အနေနဲ့သူ့ရဲ့ light heavyweight dan champion ကပတ်သင်္ခေါ်ပွဲနိုင်ယူပြီးတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ champion ကပတ်ကိုအရင်တုန်းက middleweight dan champion ဟောင်းဖြစ်ခဲ့ပူတဲ့ Israel Das စာညာနဲ့ပါကွဲခြင်းပါတယ်ဆိုပြီးတော့သင်္ခေါ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်း Israel Das စာညာအနေနဲ့ light heavyweight dan ကိုတက်လာဖို့ဆိုတာဖြစ်နိုင်နိုင်တဲ့ကိစ္စမဟုတ်ပဲနဲ့ Dana White အနေနဲ့ကလည်း champion မဟုတ်တော့တဲ့ Israel Das စာညာကို light heavyweight dan champion ကပတ်သင်္ခေါ်ခွင့်ပေးမှာမဟုတ်ပါဘူး ဆိုတော့အခုလောလောဆယ်မှာ LS Barrera ရဲ့ရွေးချယ်စရာဟာဆိုလို့ရှိရင်တော့သူဟာရင်းနှုံးကတိုင်ဟဲဗီဝိတ်တန်ချန်ပီယံဟောင်းဖြစ်ခဲ့တဲ့ Jamal Hay နဲ့ပုတ်သက်သွားဖို့ပဲရှိပါတယ် LS Barrera အနေနဲ့သူ့ရဲ့နောက်ထပ်ပွဲစဉ်ကို UFC 300ပွဲစဉ်မှာထိုးသက်သွားခြင်းနေတာဖြစ်ပြီးတော့ UFC 300ပွဲစဉ်ဟာလည်းတကယ်ကိုခံခံနာနာကျင်းပသွားမဲ့ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်မို့လို့ဖိုက်တာတွေအကုန်လုံးကအဲ့ဒီပွဲစဉ်မှာဝင်ရောက်ထိုးသက်ခြင်းနေကြတာဖြစ်ပါတယ် ကျွန်တော်အနေနဲ့ခမဲရမယ်ဆိုလို့ရှိရင်တော့ LS Barrera အနေနဲ့နိုဝင်ဘာလကထိုးတက်ခဲ့တာဖြစ်ပြီးအဲ့ဒီပွဲစဉ်မှာသူ့အနေနဲ့ဒဏ်ရာကလည်းကြီးကြီးမားမားရရှိခဲ့တာမျိုးမရှိပါဘူး။ဒါကြောင့်မို့လို့သူ့အနေနဲ့ပွဲထိုးကျင်တယ်ဆိုလို့ရှိရင်နောက်ထပ်၄လအကြာဖြစ်တဲ့ UFC 300ပွဲစဉ် April လမှာကျင်းပသွားမယ့်ပွဲစဉ်မှာထိုးတက်ကောင်းထိုးတက်သွားနိုင်ပါလိမ့်။သူ့ရဲ့ပြိုင်ဘက်ကတော့အဖြစ်အနိုင်ဆုံးကတော့ကျွန်တော်ကကပြောခဲ့သလိုပဲရင်းနှုံးက Light Heavyweight Champion Hawk LS Barrera ရဲ့ဆရာဖြစ်သူ GD Brass ကကို နိုင်ယူခဲ့တဲ့ fighter Jamal Hebey ဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်း Alex Pereira အနေနဲ့သူ့ရဲ့ Instagram story ကနေပြီးတော့ပြည်သက်တွေကိုဗေဒီဖွက်လာခဲ့တာကသူ့အနေနဲ့သူအခုထိုးတက်နေတဲ့135ပေါင်နဲ့ light heavyweight တန်းမှာပေါင်30ထပ်ပေါင်းပြီးတော့ UFC 300ပွဲစဉ်မှာကစားမယ်ဆိုလို့ရှိရင်သူ့အနေနဲ့3 division champion ဖြစ်လာနိုင်တယ်ဆိုပြီးတော့တင်ထားလာခဲ့တာဖြစ်ပါတယ်။ ဆိုတော့ LS Barrera အနေနဲ့တကယ်တမ်းဖိုးသက်မယ်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ heavy weight တန်းကိုရောက်ရှိနိုင်တဲ့ body အနေထားမှာရှိပါတယ်။ဒါကြောင့်မို့လို့ပြိသက်တွေကစိတ်ဝင်စားနေကြတာဖြစ်ပြီးတော့ LS Barrera သာ heavy weight တန်းကိုတက်လာပြီးတော့အခုလက်ရှိကြားပြတ် champion ဖြစ်နေတဲ့ Don Aspine နဲ့ကိုစင်ခေါ်မယ်ဆိုရင်တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါပါ။အပြင်ပဲလဲပါဝါကွာဟချက်ကတော့ရှိမှဖြစ်ပြီး heavy weight တန်းကကစားသမားဖြစ်တဲ့ Don Aspine ကတော့ပို့ပြီးတော့ကျန်းတဲ့ပါဝါကိုပိုင်ဆိုင်ထားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့ပြောရှင်ပါတယ်။ ဒီလိုလေးကိုသုံးသပ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်မြန်မာလည်းအခုလိုမျိုးပဲ MMA လောကကသတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါလို့ကျွန်တော်တို့ရဲ့ channel လေးကို like share subscribe လုပ်ထားကြဖို့တိုက်တွန်းချင်ပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။